်ပူတင်ကိုစိတ်ကျင်နေအောင်လုပ်ပြီးလုပ်ပြီးစရာမလိုဘူးပေါ့နော်လုပ်ပြီးစရာမလိုဘူးပေါ့အခုအခုလက်ရှိအမေရိကန်ဆိုရကပူတင်ကိုစိတ်ကျင်နေအောင်လုပ်ပြီးသလိုဖြစ်နေတယ်ပေါ့သူကစကားကိုတော့ထိမ့်သိမ့်သိမ့်ပြောသွားတာပါသူကမေးတယ်ပေါ့နော်မင်းဒီယူကဝဲဝင်ဖို့အတွက်မင်းဘာလို့နှုတ်ထွက်လိုက်တာလဲပေါ့နော်မင်းနှုတ်ထွက်တာနောက်ကျတယ်လို့မထင်ဘူးလားဆိုတော့မေးကွန်းတော့သူက အချိန်သေးမယ်ပေါ့နော်အခုရွေးခန်းတဲ့လူကလည်းရေရှင်းပြပါတယ်ဘာညာပေါ့သူတို့လိုဖြည့်သွားတယ်ဟုတ်တယ်အခန်းကြီးတစ်ခုထဲမှာအကုန်လုံးစုပြီးထိုင်ရတာအဲ့တော့သူတို့ charge လို့ခေါ်ပါတယ်ခန်းထဲမှာသူတို့သူတို့ကိုစပြီးတော့ထိုင်ရပြီမျက်နှာချင်းဆိုင်ပေါ့နော်မျက်နှာချင်းဆိုင်ယူပုံပေါ့စပွဲဝိုင်းနေစပွဲတွေချတာတော့အဲ့ဒီစပွဲတွေဘာမှအခုမတက်ရပြီးတော့သူတို့စုတောင်းနေကြတယ်ပြီးတာနဲ့သူတို့အေးရနေပြီးတော့အဲ့ဒီခံဖက်ဖက်လေးမှာလည်းရှစ်ခေရပကြီကားတွေအကုန်ဆွဲထားတယ်ရှိမှာတော့ယေရှု ဘခင်ရဲ့ပုံလေးချိန်ထားတယ်ပေါ့နော်သူဘုရား charge ပါပဲအဲ့ဒီခါထဲမှာဆုပြီးတော့အခုသူတို့ဆူတောင်းနေကြတာပေါ့နော်အခုဆူတောင်းပြီးတော့မကြခင်စိတ်မှစန္ဒမာတာတူရင်းတော့သူတို့ဘုရားဘုရားဆူတောင်းဝဲပေါ့နော်ဒီသူဘုရားဆူတောင်းဝဲပုံစံမျိုးတွေလုပ်နေကြတယ်အဲ့သူတို့ရဲ့ဒလေးပေါ့ညာနော် ာသာတရားရဲ့ delay ပေါ့ဒီလိုဆူတောင်းရမယ်ဆိုလို့ဆူတောင်းမှာပေါ့နော်ပြီးတာနေသူတို့ကသူတို့ရအုတ်ထုတ်အနီလေးတွေစောင်းထားကြတယ်ကောင်းပေါ်မှာဝိယုံအနီလေးတွေခြုံထားကြတယ်အဲ့တော့အုတ်ထုတ်ပေါ်မှာသူကအုတ်ထုတ်နဲ့ဆင့်ချီတယ်အပေါ်ကအုတ်ထုတ်ဆောင်အနီအဲ့ဒီအောက်မှာတော့တိတိလေးအုတ်ထုတ်အနီလေးတိတိလေးအကက်လေးတခုပေါ့အဲ့ဒါလေးစောင်းထားကြတယ်အဲ့တော့ မရဂျိုးဘိုင်တမရဂျိုးဘိုင်တန်ကတော့တမရဟောင်းဂျိုးဘိုင်ကတော့ BBC ရဲ့ဒါ latest interview တော့မနေ့ညဒီနေ့မနေ့ပဲထုတ်လွှင့်သွားတာဒါသူရဲ့ပထမဆုံး interview မှာတော့သူပြောချင်တာကတော့ NATO မရှိဘူးဆိုရင်တောင်မရှိရင်ကြွက်ထားမယ်ဒါပါပဲအဓိကဒါပါပဲပြောချင်တာတရုတ်တရုတ်ရုရှားဥဆောင်နဲ့ကြွက်တည်ထားကြမှာပေါ့ NATO ကိုကြောက်လို့ဒါတို့ငြိမ်နေတာပေါ့အဲ့တော့ပြောချင်တာကကဘာကြီးကငြိမ်းချမ်းနေတာမဟုတ်ဘူးငြိမ်းချမ်းဖို့အတွက်ထိန်းချုပ်ထားတာအဲ့တော့ လူတွေကနိုင်ငံတွေကအငင်းပွားမှုတွေအမျိုးမျိုးရှိရင်သူ့မှာတနက်ရှိတယ်ငါ့မှာတနက်ရှိတယ်သူ့မှာဒုံးကြီးရှိတယ်ငါ့မှာဒုံးကြီးရှိတယ်သူ့မှာလိမ်ပြန်ရှိတယ်ငါ့မှာအဲ့ဒါကိုအဲ့ဒါကိုတုံးချပြီးတော့ပြစ်ကြခတ်ကြစော်ကြထူကြထောင်းကြပဲလေဒီနေ့မနေ့အိန္ဒိယနဲ့ပါကစ္စတန်ပြည်ဆင်ဆိုတာကိုပြောချင်တာနော်သူတို့ဒီနှစ်ပေါင်း80ရှိပြီပေါ့နော်ဒုရကဘာစစ်ပြီးတဲ့ကရန်စားဟာဒီနေ့အဖန်တစ်ဖက်အပြန်လန်ဒုံးကြီးနဲ့ပြည်တဲ့အနေအထားတွေလိမ်ပြန်နေတဲ့ပုံစံအနေအထားတွေဖြစ်ကုန်ပြီအဲ့ဒါကဘာကြီးရဲ့ အနေထားပဲအရင်တော့ဒါမျိုးဖြစ်ရင်ညာကုလသမဂလုံခြုံရေးကောင်စီကနေဝင်တားတာတွေဝင်ပြောတာတွေဟိုဟန်တာတွေအခုကအကုန်လုံးဝင်တားဖို့နေတာအကုန်လုံးသူနီးသူဟာနဲ့စစ်တွေတိုက်နေကြတော့အဲ့တော့ဒီသဘောပဲကဘာကြီးရဲ့ war order ကအလွန်အတန်ကြီးကြီးတယ်နော်အမေရိကန်ဥဆောင်တဲ့ဒီကုလသမဂလည်းနေတိုးနိုင်ငံတွေကထိန်းထားတဲ့သဘောရှိတယ်ပြောအဲ့ဒါကိုကဘာကြီးမှာအမေရိကန်ကမတရားဘူးဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ပြောရင်တော့ဒါစစ်ပွဲကိုပဲဥဥတီသွားကြတော့မှာအဲ့တော့အလုံးအလုံးက ကိုကိုနိုင်ငံချင်းချင်းမို့ကိုစူးစမ်းကြမှာနော်အဲ့တော့ဒုတိယကမ္ဘာစစ်အပြီးမှာပေါ်လာတဲ့ဥရောပကိုကာကွယ်မှုနဲ့အမေရိကန်ရဲ့စစ်အင်အားဘယ်လိုပြောမလဲ crown ပေါ့နော်အမေရိကန်ရဲ့ကမ္ဘာဆိုတဲ့ဒီယာဒူးကိုရဖို့တွေအမေရိကန်နဲ့ဥရောပနဲ့ပေါင်းပြီးတော့ဥရောပကိုကာကွယ်မယ်ဆိုတဲ့စစ်တပ်ကြီးတခုကိုတိဆောက်လိုက်တာအဲ့တော့အမေရိကန်ကသူ့စစ်တပ်ကိုသူတိဆောက်တော့ဥရောပကိုကောင်းစင်တက်ထားပြီးမှသူပဲပတ်စံကုန်ကြခံရမှာပေါ့အဲ့တော့သူရဲ့ပတ်စံချက်အကုန်ကြခံပြီးတော့သူက ကဘာကြီးကိုထိန်းထားပြီးကဘာဒီစူပါပါဝါခရောင်းပေါ့နော်ဒီပလင်ကိုရထားတော့ကိုဟိုအဲ့ဒီအမေရိကန်ပတ်စံအကုန်ခံရမယ်ဆိုတာမျိုးဟိုအတောင်းပြပြီးတော့ပြည်သူတွေကိုမဲဆဲတာပေါ့ဗျာဒီစားစင်းစားကြည့်လေ तू ကဒီခရောင်းကိုရဖို့တွေ့ तू ကအကုန်ကြခံရမှာလေဘာလို့ तू ကအဲ့ဒီအတွက်အမေရိကန်ကဘာမှနံပါတ်၄ဖြစ်နေတာလေအဲ့ဒီအတွက်လောက်ထားတဲ့စနစ်ကိုပြည်သူတွေကိုအဲ့ဒါကြောင့် ဖြစ်တယ်ဆိုပြီးတော့ဆွဆွဲပြီးတော့အစဆွဲထုတ်ပြီးတော့မဲဆွဲသွားပြီးတော့အနိုင်ယူသွားတာပြီအဲ့တော့ဒီနေရာမှာတာမန်ပြည်သူတွေနဲ့ခေါင်းဆောင်တွေနဲ့စဉ်းစားပုံတွေမတူဘူးဆိုတော့မြင်ရတယ်အဲ့တော့တာမန်ပြည်သူတွေရဲ့နားမလဲတာကိုနိုင်ငံရေးခေါင်းဆောင်လိုတဲ့လူကအခုလိုအစဆွဲထုတ်လိုက်ပြီးတော့လုတ်လိုက်တဲ့အခါမှာအခုဂျိုးဘိုက်ဒန်လိုတခြားတာမန်သမ္မတတွေမေးရှုံးသွားတာပဲအမှန်ကအမေရိကန်က စည်ရအကုန်ကြခံပြီးတော့ဒီအဖွဲ့ကိုတိဆောက်ပြီးကဘာပေါ်မှာ crown ဆိုတဲ့နေရာကိုယူတာသူရဲ့ဘယင်နေရာကိုယူတာပေါ့ဗျာတော့ကျင်တာအကောင်းဆောင်နေရာကိုယူတာအဲ့တော့အဲ့ဒါကိုတာမန်အမေရိကန်နိုင်ငံသားတွေကနားလည်ဖို့မလွယ်ဘူးအခုမှမနေ့တနေ့ရမှအမေရိကန်နိုင်ငံသားအသစ်လာဖြစ်တဲ့အမေရိကန်နိုင်ငံသားအသစ်တွေကျွန်တော်တို့လိုအမေရိကန်တွေကနားလည်ဖို့မလွယ်ဘူးအဲ့တော့အဲ့ဒီအချက်ကိုနိုင်ငံကြီးကောင်းဆောင်လုပ်တဲ့လူက ဘာယူရကျဲနဲ့လောက်တာမှသိရတာနဲ့အမေရိကန်တို့အကျိုးရှိမှန်သိရတာနဲ့အဲ့ဒါကိုအဆအဆွဲထုတ်ပြီးအပြစ်ပြောပြီးတော့နားမလည်တဲ့အမေရိကန်နိုင်ငံသားတွေကိုမဲမဲတောင်းလိုက်တဲ့အခါမှာအနိုင်ရသွားလာမယ်။ဒါကကျွန်တော်တို့တာမန်အုံနောက်နဲ့နားမလည်နိုင်ပါဘူး။အဲ့တော့အလုံးအမတန်ရည်ရွယ်ချက်ကြီးကြီးနဲ့ဖန်တီးတာ။အမှန်တော့ကိုကိုအာနာရဖို့အတွက်ကိုဖန်တီးတာပါ။ အခုကြောင်လည်းမရှိတော့ကြောင်လည်းမညီညွတ်တော့ကြွက်တွေထားပြီကြွက်တွေထားကြပြီတို့တော့ဆူဒန်နောက်ဆူဒန်မှာလည်းအဲ့လိုပဲပြင်နေကြတယ်ခံနေကြတယ်ဟိုအိန္ဒိယမှာဟိုအာရှတိုက်ကြီးစစ်ပွဲလာပြီပေါ့လေအိန္ဒိယမှာဒါဒါကလည်းရန်စအဟောင်းပါပဲငကူတွေကဖြစ်နေတဲ့ရန်စအဟောင်းပါပဲမပြီးဆုံးနိုင်တော့ပကြီးကားပေါ့ဗျာ ဒီကရှမီယာကိုသူပိုင်နေငါပိုင်နေသူကမတရားအုပ်ချုပ်တယ်ငါကမတရားအုပ်ချုပ်တယ်အဲသူကမတရားလုပ်တယ်ငါကမတရားလုပ်တယ်အဆဆွဲထုတ်ပြီးတော့ဟိုနှစ်ဖက်တည်းအောင်လုပ်ရလူမျိုးတစ်မျိုးတည်းကိုနှစ်မျိုးခွဲလိုက်တာပေါ့တောင်တောင်ဟိုတောင်ကရှမီယာနဲ့မြောက်ကရှမီယာပေါ့အဲ့လိုမဟုတ်လဲအရှေ့ကရှမီယာနဲ့အနောက်ကရှမီယာဆိုနှစ်ချမ်းခွဲချလိုက်ပြီးတော့အဲ့တော့အေးပါရှိတဲ့လူမျိုးတွေကလွမြောက်ပြီးကျင်းပွားမယ်နှစ်ဟိုကရှမီယာပြန်ပေါင်းမယ်ဆိုပြီးတော့နောက်ဆုံးကြတော့အကြမ်းဖက်ပုံကံပြီးတော့ကြက်ဖက်တဲ့အပုံစံတွေဖြစ်ကုန်တာပါပဲ။ ဒါပါပဲအဲ့တော့ဒီဒီစစ်တပ်တွေကိုမနိုင်တဲ့ခါကျတော့အုပ်ချုပ်လို့မရအောင်နှောက်ရတာတွေပေါ့နှောက်ရရင်နှောက်ရရနေပြီးတော့ဟို နောက်ဆုံးကျတော့ဟိုအရက်သားတာမန်အရက်သားတွေကိုသွားပြီးတော့ဒီတိုရစ်တွေပေါ့နော်ဒီခီးသွားဧည့်သည်တွေကိုသွားပြီးဖြစ်လိုက်တဲ့ခါကျတော့အကုန်လုံးရှုပ်ကုန်အဲ့တော့ဒါက အဲ့တော့ကမ္ဘာရှေးဟောင်းအဖွဲ့အစည်းကြီးပေါ့နော်ရှေးဟောင်းဘာသာရေးအဖွဲ့အစည်း1290ခုနှစ်တည်းကနေပြီးတော့1932ခုနှစ်လောက်ပဲပေါ့အဲ့ဒီတည်းကနေပြီးတော့ဟိုဒလိထုံးစံတွေရသူတို့ရဲ့ခရီးယန်ဘာသာရေးခေါင်းဆောင်ပုပ်ယဟန်မင်းကြီးကိုရွေးချယ်တဲ့အခမ်းအနားစာနေပါပြီအဲ့ဒီရွေးချယ်အခမ်းအနားတွေမှာပုပ်ယဟန်မင်းကြီးပေါင်း133ယောက်က3ပါးက ဒီခန်းထဲမှာဝင်ပြီးတော့ပြပကဘာနဲ့အဆက်အသွယ်မလုပ်ပါဘဲနဲ့ခေါင်းဆောင်တယောက်ကိုမရမချင်းယူဆရမှာပါသူချက်ချောင်းရဲ့အခန်းမတစ်ခုထဲမှာသူထည့်ထားလိုက်ပြီဒီပြပလည်းမာတယ်ဒီမှာ ပကြီကားတွေအများကြီးရှိတယ်ပေါ့နော်โอเคကပေါ့နော်ပုံရံမင်းကြီးနဲ့ပတ်သက်တဲ့ပကြီကားတွေပေါ့ဘဘောရပါပြီလားဒါဆိုရင်တော့ဝမ်းလာစရာပေါ့ဘယ်မှာကြီးညာပြီလဲ မနေ့လောက်မနေ့ကတည်းကတို့ကဒီစစ်တပ်ရဲ့စခန်းကြီးတွေကိုဝင်ဝင်နေတဲ့ဒီဟိုတင်းကိုတွေ့ရပါတယ်မို့ဗီဒီယိုတွေတက်နေပါပြီ။ဘယ်မှာပါလဲမသိဘူး။ဘယ်မှာချင်ရပြီလဲမသိဘူး။အခုသူတို့ဒီဘက်မှာနေတော့မတက်သေးပါဘူး။အဲ့တော့တို့ချင်တာက စည်ရီရဟုတ်တယ်အခန်းထဲမှာအခုမကြခင်တို့တကားပိတော့မှာတို့တို့ဆူတောင်းတာတွေပြီးနေပြီခန်းကြီးကတော်တော်လေးကိုခက်ခန်းနနာပါဟိုအပေါ်ကဒီအမိုးပါကောစီလင်ပါကောဘေးနေရာနေပါကောဒီပကြီးကားတွေအများကြီးဆွဲထားတာအဲ့တော့ အဲ့လိုပြောလို့မရဘူးလေကျွန်တော်တို့ကသတင်းဌာနတွေနဲ့တရားဝင်ကချင်တွေက KIA ကသတင်းထုတ်ပြန်လာရတယ်လို့ယူဆရမှာလေလူတရားပုဂ္ဂိုလ်တရားကပြောတိုင်းရတာမှာမဟုတ်လားနော်ကိုဖမ်းမဟုတ်ဘူးသတင်းဌာနတွေကတက်ဆိုင်ရာ KIA ကသတင်းထုတ်ပြန်မှာသာလင်ဒါကျွန်တော်တို့ကအတည်ပြုလို့ရမှာလေအဲ့တော့တရားရောက်ကပြောလို့ကျွန်တော်ပြောလို့လည်းရတာမဟုတ်ပါဘူးကျွန်တော်ပြောချင်တာက ဒါကြောင့်ကျွန်တော်ဘရမအဲ့ဒီအကြောင်းလေးမပြောတာဘာလို့ကျွန်တော်တို့ပြောလို့မရဘူးတို့ကြီးညာမှရတာအဲ့တော့ဟိုတရင်ဟိုတရင်ထူးဆိုပြီးတော့ဒါမျိုးကမပြောမပြောလို့မရဘူးပေါ့နော်အချိန်တိုင်းသူကြီးညာပါပါအချိန်တွေကမနေ့ကဗီဒီယိုတွေထဲသည်ရောက်သွားတဲ့ဗီဒီယိုတွေကျွန်တော်တွေ့နေပြီလေအော်အခန်းကတော့အတန်လုံးခန်းမဟုတ်ဘူးခင်ဗျာသိလားတန်းဆက်ကလေးကာထားတာအပြင်မှာတခြားသူတို့ဒီ အဖွဲတွေလည်းအများကြီးထိုင်နေသေးတယ်။ဟိုတန်စကားအကွက်အကွက်တွေခံရတဲ့အခါအလုံးခမ်းမဟုတ်ဘူးခင်ဗျ။ဒီအပြင်မှာလည်းတခြားဟိုကာတီနယ်မဟုတ်တဲ့တခြားဘာသာရေးကောင်းဆောင်တွေပေါ့နော်သူတို့အဖွဲဝင်တွေຢာနဲ့ထောင်နဲ့ကြည့်ပြီးထိုင်ဆောင်နေတာ။ဆိုတော့အဲ့ဒီကားလေးပိတ်လိုက်မယ်ဒါပေမဲ့အခန်းမှာတန်စကားအကွက်တွေနဲ့ဆိုတော့အပြင်ကနေမြင်နေရတယ်ဗျ။အဲဒီမှာသူတို့ဘာလုပ်နေလဲဆိုတာမမြင်ရတာမဟုတ်ဘူး။အလုံးခမ်းမဟုတ်ဘူး။သူတို့အဲ့ဒီအခန်းထဲမှာထည့်လိုက်မယ်ပြီးတော့တကားပိတ်လိုက်မယ်ပြီးတော့ နေရန်ကဒီဘက်ဒီဘက်နေရန်ကဒီတန်စကားအွက်တွေနဲ့အဲ့ဒီအပြင်အခန်းထဲမှာကတခြားပြိတ္တတွေပေါ့နော်တခြားဘာသာရေးကောင်းဆောင်တွေအများကြီးရှိသေးတယ်။အများကြီးပဲရာနဲ့ထောင်နဲ့ကြီးထိုင်ဆောင်နေတာ။အဲ့တော့သူတရားချင်းလက်မှတ်ထိုးနေတာလားကြမ်းကြိတ်နေတာလားမေးတာမျိုးပြောနေကြတယ်။တရားချင်းထားလာပြီတော့ဆူတောင်းနေတာပြင်မယ်။ဟုတ်တယ်ဟုတ်တယ်ဆူတောင်းနေတာဘယ်မှာလူပြောရင်တော့ကြမ်းကြိတ်နေပုံစံများသိလား။ ြမ်းကျိန်တဲ့ပုံစံသူတို့ဖတ်ပြီးတော့ပြောနေကြတာဟုတ်တယ်တရားတရားပြန်ထားထားပြီးပြောနေကြတာကြမ်းကျိန်တဲ့ပုံစံအမှန်တရားလို့ပါပိုတီပိုတီဖီကေယောဂျွန်ပိုတူပိုစီယာဆပ်တီနာယာအဲ့တော့ အမှန်ကဟိုဘယ်လိုပြောမလဲဗမော်ပဲဖြစ်ဖြစ် KAI ပဲဖြစ်ဖြစ်အကုန်လုံးကရမှာပါပဲဒီနေ့ဆိုရင်ဒါတို့ဟိုကျွန်တော်တို့ကမတိမဲမြေလှုပ်လုံးနေပေါ့နော်မတိမဲမြေလှုပ်လုံးနေပေါ့ဒီလောက်တိုင်းပြည်မှာအရေးကြီးတဲ့စစ်ပွဲတွေဖြစ်နေတယ်ဘုံတွေကျနေတဲ့အချိန်မှာမတိမဲမြေလှုပ်ပြီးမိသားစုလိုက်ရုရှားကိုထွက်သွားတယ်ပေါ့နော်တာကတော့တော်တော်ခံရခဲ့တယ်အဲ့တော့မတိမဲမြေလှုပ်လုံးနေပေါ့နော်အဲ့တော့ အေးစစ်စေးပါပေါ့ငါပိုင်နေပေါ့နော်ဟိုရုရှားတီထွက်သွားရေးတယ်တတ်တီရှိတယ်သူကမိသားစုတွေမြင်းပြစ်တွေပါခေါ်သွားတယ်သူပြောတယ်အဲ့တော့ဟိုတိုင်းပြည်မှာဟိုတိုင်းပြည်မှာနိုင်ငံသူနိုင်ငံသားတွေ ਨੇ စစ်ဖြစ်နေပြီတနိုင်ငံလုံးကဒီမကြိုက်လို့ဆန့်ကျင်နေတယ်အဲစစ်ကောင်းဆောင်ကိုရုရှားဆိုတဲ့ပုဂ္ဂိုလ်ပူတင်ဆိုတဲ့ပုဂ္ဂိုလ်ကမိတ်ဆွေခေါ်လို့ပြီး အစည်းအဝေးဖိတ်တယ်ဆိုတဲ့ကသူတို့ဒီကဘာပေါ်မှာ လူရမဝင်တဲ့လူတွေဆိုတာသိကြနေပြီအဲ့တော့ပူတင်တို့ရုရှားတို့တရုတ်တို့ဟာကဘာပေါ်မှာလူရမဝင်တဲ့လူတွေနဲ့ပေါင်းနေတယ်ဆိုတာသိကြတော့ပေါ့အဲ့တော့ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကနေတို့လိုအပ်နေတာလေ okay ဆက်ဆက်မှာပေါ့ကဘာဟိုတမိုင်းရဲ့ အဆိုးတွေဘက်မှာမရက်တည်ဘူးလို့အရေးကြီးတယ်ဆိုတာအမှန်တရားပဲဟုတ်တယ်နော်ဘုရားဟိုဒီကဘာကဘာတမိုင်းရဲ့လူဆိုးတွေဘက်မှာသွားရက်တည်တာပေါ့ဗျာဒီလိုပဲပြောရမှာဖြစ်တယ်အဲ့တော့အဲ့တော့ပြောချင်တာကကျွန်တော်တို့ပြည်သူကိုပမာမခန့်မလေးမစားလောက်တာပဲ အဓိကပြောချင်တာဟိုမင်းတို့ကတာပြောနေတယ်ငါတို့သားမိသားစုတစုလုံးနန်းတက်ခံပြီးတော့ကဘာကြီးကိုပတ်ပြီးတော့လေကိုပိုင်လိမ်မြန်နေနဲ့ကိုပိုင်တက္ကနိုင်ရောစီပါပဲရုပ်ပြီးတော့လုံနေတဲ့ပုံစံမျိုးပဲဗျာသိလားစိတ်ဝင်စိတ်တော်ဝင်စားစရာကောင်းတယ်ဟိုမင်းတို့ကတာပြောနေတာတိုင်းပြည်တဲ့ဆင်းရဲငါတို့မိသားစုကတော့ပန်းပန်လျက်ပါပဲပေါ့နော်ဟိုကိုပိုင်လိမ်မြန်ကတစည်းရသွားပြီးတော့ လုပ်နေတဲ့ပုံစံလေးပြပြောချင်တာကထင်တိုင်းကျဲနေတဲ့ပုံစံပါပဲအဲ့တော့အဖြေကဒါပါပဲဒီပါကစ္စတန်နဲ့အိန္ဒိယကိစ္စကဘာမှမထူဘူးလေတော့သူတိုက်နေကြတာပဲလေသတင်းနေတာပဲပြောတာလေဟိုဘာမှထူးခြားဖြစ်လာမှာလည်းမဟုတ်ဘူးလေဟိုအဲ့လိုသူတို့ဆက်တိုက်ကြလို့တနင်္ဂနွေတနင်္ဂနွေလေဟိုရေကုန်ရေကန်တိုက်ရဲတာလည်းမဟုတ်ဘူးအဲပြီးတော့ဟိုဘယ်လိုပြောမလဲဒီဒီကက်ရှမီးယားလေ အဲသူရမယ်ငါရမယ်ဖြစ်သွားမှာလည်းမဟုတ်ဘူးဘာမှမပြီးဆုံးသေးတဲ့ပကြီးကားနေနဲ့ဂျားတွေကအပြစ်မဲ့တဲ့ပြည်သူတွေပဲအသက်တွေပေးကြရအောင်ပါပြောနေတာကဗျာရေကုန်ရေကန်းအပြတ်တိုက်မှာလည်းမဟုတ်ဘူးနော်ဟိုမဆုံးမပုတ်နဲ့ဟိုနိုင်ငံရေးကစားနေကြတာအငါတတိရှိတယ်သူတို့မလားငါမခံဘူးသူတို့ကဘုံကျဲလိုက်တယ်ဟိုဘက်ကလည်းငါ့ကိုလာစော်ကားတာဘယ်ရငါပြန်စော်လိုက်တယ်အဲ့လိုအနေထားနဲ့ပဲဟိုရှိတဲ့တနတ်တွေကိုဟိုလှုပ်ရှားနေကြတာ ဟိုပြေးလဲအောင်ဖြည့်ရှင်းခြင်းတွေစိတ်မရှိကြဘူးပြေးလဲအောင်လည်းလုံနိုင်မှာလည်းမဟုတ်ဘူးဒီကက်ရှမီးယားပြဿနာဒီကက်ရှမီးယားတနိုင်ငံလည်းလွတ်လွတ်လပ်ပြီးပြေးလိုက်မပြေးရင်နှစ်ခုတစ်ခုပြေးပေါင်းလိုက်တော့မဟုတ်ရင်တော့ဒီပြဿနာဘယ်တော့မှပြီးမှာမဟုတ်ဘူးဒီတောင်တန်းတွေကိုလုနေကြတာပေါ့နော်အဲတော့အေးရနေပြီးမှဟိုဘယ်လိုပြောမလဲအမုန်းတရားတွေကိုပွားပြီးတော့ဒီအဆုံးရောက်မှုတွေနဲ့လက်နက်ကင်မှုတွေဖန်တီးထားတာပေါ့ဟိုနိုင်ငံရေးသမားတွေရဲ့ကစားကွက်ပေါ့ ဟိုဟိုပြောချင်တာကဟိုသူပြောပြောချင်တာကအမုတ်တရားတွေကိုတရားတရားဖန်တီးထားပြီးတော့ဟိုလူမျိုးတစ်မျိုးနဲ့တစ်မျိုးတနိုင်ငံနဲ့တနိုင်ငံနဲ့တိုင်းတဲ့သားချင်းတွေကိုအမုန်းတွေထားထားပြီးတော့ဟိုကြောင်နဲ့ကြွက်လို့ပဲတွေ့တာနဲ့ kait ကြတဲ့ဘောမှာရှိတယ်စိတ်ဝင်စားစရာ ကောင်းတာကအရင်တော့ကနိုင်ငံတနိုင်ငံနဲ့အတူနေကြတဲ့လူမျိုးတွေဒီနေ့ကျတော့ဒီသူတို့ကရှိနေတဲ့ဒီအမုန်းတရားတွေက မပြီးဆုံးနိုင်တော့ဘူးဗျာဟိုပြန်လဲရေချားစီကြီးလို့လို့ရတယ်ဟိုဟိုသူများနိုင်ငံနဲ့သွားပေါင်းလို့ရတယ်အိန္ဒိယနဲ့တခြားလူမျိုးတွေနဲ့ပါကစ္စတန်နဲ့ပြောတာဘာလို့သူတို့အချင်းချင်းပြပေါင်းလို့ရအောင်မနှိမ့်နိုင်ကြတာလဲအဲ့ဒါကမြန်မာနိုင်ငံအတွက်ဒီမြန်မာနိုင်ငံအတွက်ဒီမြန်မာနိုင်ငံအတွက်သင်ခန်းစာကကျွန်တော်တို့မြန်မာနိုင်ငံလေဒါမျိုးတွေမဖြစ်ဘူးလို့လေလက်ကြည့်မကြည့်ချင်လောက်အောင်မူတရားတွေမဖြစ်ကြဘူးလို့တာပေါ့ဗျာနော် ဲ့တော့ဟိုကြည့်ရှင်းပြောရင်အရင်များအဖက်မရသိတယ်မလားဟိုဟိုနေဆက်ဖြတ်ကျော်ပြီးတော့တနတ်ဆွဲကြိုင်ပြီးတော့စစ်စကန်းတွေကိုလည်းတိုက်ကြတာမဟုတ်အဲ့တော့မမအတိပ္ပယ်မရှိဘဲနဲ့ဒီဒီအခုအခုကာလမှာပေါ့ဗျာနော်ဟိုသူတို့နှစ်နိုင်ငံကဟိုပြန်ပေါင်းခြင်းလို့ လုပ်ပေမဲ့လည်းဘတော့မှပြန်ပေါင်းလို့ရလာမှာမဟုတ်တာအဲအဲ့ဒီအနေထားကနိုင်ငံရေးရပဲဆွေးနွေးရတော့မှာအကြားထဲမှာအမုန်းတရားတွေနဲ့လူမျိုးတစ်မျိုးနဲ့တစ်မျိုးပေါ့ဟိုတနိုင်ငံကတနိုင်ငံကိုအမြဲတမ်းမတရားလုပ်နေတဲ့အကြမ်းဖက်ဆိုပြီးတော့ဆွဆွဲနေကြတယ်နော်ဟိုဟိုဘယ်လိုပြောမလဲရန်သူရှာတာအားတာပေါ့ဗျအိန္ဒိယကပါကစ္စတန်ကိုရန်သူပြစ်ရှာထားသလိုပါကစ္စတန်ကလည်းအိန္ဒိယကိုရန်သူပြစ်လုထားပြီးတော့ အတူတူနေခဲ့ကြတဲ့လူမျိုးအချင်းချင်းပေါ့ဗျာတမိုင်းကြောင်ရှိပြီးသားလူမျိုးချင်းချင်းကိုဟိုဒီအမုန်းတွေပွားပြီးတော့မပြီးဆုံးနိုင်တဲ့ပကြီကားကိုကိုယ်နိုင်ငံမှာကိုယ်အသုံးမကျလို့ကိုယ်နိုင်ငံရေးတွေအသုံးကျလို့ကိုယ်နိုင်ငံဆင်းရဲတာကိုဟိုပြုပြင် ပြောင်းလဲဖို့မကြိုးစားပဲဟိုဘယ်လိုပြောမလဲရန်စအနေနဲ့ရန်သူရှာထားတဲ့ပုံစံနဲ့အခုလုပ်နေကြတာပါ TNL နဲ့ KIA ကိစ္စကမပြည့်လည်လို့မရဘူး TNL ရာ KIA နဲ့ပြည့်လည်အောင်နေဦးနေရမှာမကြောက်လေအခုတရုတ်ရဲ့ဖိအားကြောင့်သူကပြန်ဆုတ်ပေးရရင်ဒီ TNL လေးပဲမတော်နေမှာလေအဲ့တော့ပြောချင်တာကသူဒီတကယ်ဆက်အာနာရှင်ကိုတိုက်နေတယ်လက်နက်ကင်ဖွဲ့စည်းများနဲ့မဟာမိတ်ဖြစ်နေဦးနေရမှာ အခုဟိုတလောကသူကမောင်းထုတ်တယ်ပေါ့ KIA ကိုအဲ့ဒီဒေတာကသူကိုယ်တိုင် KIA ကိုမောင်းထုတ်ပြီးတော့စစ်အစစ်တပ်ကိုပေးမှာလားအဲ့လိုမျိုးတွေပေါ့ပြောချင်တာက DNL နဲ့ KIA KIA နဲ့ဝ KIA နဲ့ကိုကန်တို့ကမဟာမိတ်ဖြစ်ပဲနေတဲ့နော်အဲ့လိုမှမဟုတ်ပဲသူတို့ကရန်သူလုံးနေမယ်ဆိုရင်တော့စစ်ကောင်စီပဲအကျိုးရှိမှာပဲလေဒေါ်လီကောင်ပဲရှမ်းအဖွဲ့တွေလည်းအတူတူပဲပေါ့ နော်ပြီးခဲ့တဲ့ရက်ပိုင်းကဒီအပြစ်ခဲ့ရဲ့စေကြီးလောက်ထားတဲ့ရှမ်းဖွဲ့တွေရဲ့ကျိုးစားဒီဒီအဖွဲ့ခုနှစ်ဖွဲ့ရဲ့တောင်းဆိုချက်ကဟာသပဲသူတို့တောင်းဆိုချက်ကိုစစ်တပ်ကပယ်ပေးလိမ့်မယ်လူကြားကောင်းအောင်တောင်းဆိုနေတာအဲ့တော့ဖြစ်နိုင်မှာအဲ့တော့သူကျွန်တော်ထင်တာတော့ဒီ133ဘာကကြမ်းကြိမ်တဲ့ပုံစံမျိုးပြသေးလားအဲ့ဒီဥစ္စာကိုသူတို့တရားဝီတရားထားပြီးတော့ ဒီစာမျက်နှာကိုပဲဖွင့်ထားတာပေါ့ဗျာသူတို့တယောက်တယောက်ဆူတောင်းရတာပေါ့အဲ့တော့အဲ့ဒီအတွက်အချိန်ယူနေတာပေါ့အဲ့တော့ကမ္ဘာလုံးက133ပါးလုံးမတည့်ရပြီးတော့ဒီဒီဟုတ်တယ်ကြမ်းကျိန်တာဗျကြမ်းကျိန်တာကြမ်းကျိန်နေတာရှိမှာဟိုတယ်မဟုတ်ဒီယေရှုဖရာသခင်ရဲ့ကျိုးစင်တင်ထားတဲ့ပုံစံနဲ့ ဒီရှင်မှာသပွဲချတာပြီးအဲဒီသပွဲပေါ်မှာစာအုပ်ချတာပြီးတော့ကျန်းစာအုပ်ကိုညာဘက်လက်တင်ပြီးတော့သူတို့ရုပ်စုံနေတဲ့ပုံစံကတော့ကျန်းကျိန်နေတဲ့ပုံမှာအဲ့တော့လက်တွေ့အနေထားကတော့ဒါဒီ PRF ကလည်းသူတို့ပတ်စံဘယ်လောက်ရရဲခြေညာတယ်ပေါ့ဗျာဟိုဒေါ်လာ24သန်းပေါ့အဲပြီးတော့ဒီ energy ဆိုတာလည်းသူအခွန်အခွန်အကောက် ဘယ်လောက်ရလဲသူကြီးညာတာပေါ့နော်ဟိုဂျက်ဘီလီယံဘယ်လောက်ရတယ်ပေါ့နော်အဲ့တော့တို့အဲ့ဒါတွေအားလုံးရဲ့90ရာခိုင်နှုန်းကျော်ကျော်ကတော့စီရင်မှာတုံးနေတယ်ဆိုပြီးတော့တော့ကြီးညာပါတယ်အဲ့တော့ဒီအနေထားများရတော့အခုပဲမေလာရဲ့ပထမတစ်ပတ်တစ်ပတ်ကုန်ပါပြီ9ရက်နေ့ရှိသွားပြီလေ အဲ့တော့အချိန်နဲ့ကျွန်တော်တို့မြန်မာပြည်ကကာတီနေရဘယ်သူလဲသူနာမည်ချားဖို့တာချားမောင်ဖို့လားကျွန်တော်ပြန်သူ့လက်ရောက်ပြီချားမဖို့တန်းချိန်နဲ့လက်ရောက်ပြီဒီမှာကျွန်တော်ပြသူတို့ပြအားရတော့ဟုတ်တယ်ချားမဖို့ကြာတန်းချိန်နဲ့လက်သူတန်းချိန်နေပြီကျွန်တော်ဒီမှာဟိုတယ်ဟိုတီဗီဖွင့်လာတယ်ဟုတ်တယ်ချားမဖို့ yes ်ချားမောင်ဘူးရောမြန်မာစောစောချားမောင်ဘူးတန်းကျိန်သွားပြီချားဘူးပေါ့ from မြန်မာမစားတမ်းမှာထူသွားပါလေဦးသီလင်ကအဲ့ဒါမျိုးပေါ့သူကနိုင်ငံစုံက133ပါပေါ့နော်တန်းကျိန်နေကြတာစောစောချားဘူးတန်းကျိန်သွားတယ်ဒါပေမဲ့ပုံရဟမင်းကြီးရွေးချယ်တဲ့ပွဲ ဘယ်လိုပဲဖြစ်ပါကျွန်တော်နိုင်ငံကလည်းတယောက်ပါတာပေါ့နော်ရှားမှာပေါ့ဆက်မှာပေါ့ကမြန်မာနိုင်ငံကချင်းလူမျိုးတင်တယ်